ကုံစိမ့်နှုံနေရကြည့်တဲ့ခါကျတော့ဈေးရောက်စားရအစင်မပြေအစင်မပြေတဲ့ခါကျတော့အမတို့မှအခက်ခဲလေးတွေရှိကျမကြီးရလည်းမကောင်းပါလည်းမကောင်းဆိုတော့တနေ့ရောင်းတာနဲ့တနေ့စားဖို့တော့မလောက်ပါဘူးအမတို့အဲကြောင့်မို့အစင်မပြေတော့အခုလိုမောင်လေးတို့လာကူညီပေးတော့အမတို့ဝမ်းသာပါတယ်ကျေးဇူးလေးတင်ပါတယ်ခါရကြရင်ကုံစိမ့်နှုံနေရကြည့်တဲ့ခါကျတော့စားစားဈေးစားပါမှအမတို့မှဝယ်မစားနိုင်ပါဘူးကိုဈေးရောက်တာနဲ့ရတာနဲ့မရှိဘူးအမတို့မှကစွန်းရလေးကိုလိုက်စားတာ ဟုတ်ကဇွန်ရွက်တွေရောင်းလာလားဒီရတွေကဘယ်လိုရောင်းလာကြီးလားအန်ဒီတွေဆိုဓာတ်တွေဆိုလို့ချင်းတရွဲမှ50ပဲရှိတာတော့မရောင်းရောက်ကဇွန်ရွက်တွေဆိုရင်ဒါပစ္စည်းမှ150ပဲဒီနေ့ဆိုဘာမှမရောင်းရောက်ဒီရလည်းမရောင်းရောက်ခါကြတော့သမင်းဟိုဒီရဒီရတွေကအခုမှဒီဘက်မှာပစ္စည်းမှ50လောက်ပဲ50တရာပဲရပါဘော50တရာပဲရတာအခင်းရှင်တွေကအရန်များခါကြတော့အခုကလမ်းကျောတွေကလည်းမကောင်းအခြေအနေကလည်းမကောင်းတော့အဲ့ဒါဒီမှာသူတို့လာရောင်းရင်အမားတို့ကဘာမှမရောင်းရောက်ဒါလေးမှ50ပဲရတယ် ဒီမနေ့ဆိုဘာမှမရောက်ရအောင်ခင်ရသေးတော်တော်မှ150ပဲရောက်ရတယ်။ဟောဒီကဒီလောက်ဈေးပေါ်တာတောင်ဝယ်မဲ့လို့မရှိဘူးလေ။ဝယ်မဲ့လို့မရှိဘူး။150ပဲရောက်တော့မှဝယ်ကြဘူး။ ဩအခုကစာဝတ်နေရေးလည်းအဆင်မပြေအဲ့လိုဖြစ်နေရပါဘူး။စာဝတ်နေရေးလည်းအဆင်မပြေဘူး။အဲ့ဒါလေးမှမရောင်းရအမားတို့မှဘလို့မှစားတော့လို့မရ။ဒါလေးပဲရောင်းပြီးစားရဆိုတော့အခုမရောင်းရဒီနေ့ဆိုရင်တမင်းတော့မဆန်တော့မှမရှိဘူးအမားတို့။ဒါပဲဆိုရင်နေမကောင်းဖြစ်တယ်။ကိုမဆေးကလည်းမသွားနိုင်ဘူး။ဆေးလည်းဝယ်မတော့နိုင်ဘူး။အဲ့လိုမျိုးဖြစ်တာ။ကြီးလိုက်ရင်တော့လူကတော့လူကောင်းလို့ပဲ။တနေ့ကောင်အမားတို့ကအလုပ်လုပ်ရတဲ့အခါကျတော့ဒီကစွန်းရက်ကလေးရောင်းတနေ့ကောင်ရေထဲမှာအစိမ့်နေရတာကြာညာပဲဆိုနေမကောင်းဖြစ်တယ်။ ်နေမကောင်းပြတဲ့ခါကျရင်ဆေးတော့ဝင်ဝဲတော့နိုင်ဘူးအမတို့ဩအဲ့ဆိုရင်တကယ်မြင်ရတာဆေးမကောင်းကောင်းနေမှာစံတဲရဟောကျမကြီးလည်းမကောင်းဆိုတော့ပေါ့လေနော်ပတ်ဆိုင်ရောလူထားလိုက်မယ်လေနော်ပတ်ဆိုင်ရောကုညီထားလိုက်မယ်နော်ပတ်ဆိုင်ကနှစ်သိန်းပေါ့လေနော်အခုဒီဆန်တဲ့ရအခုဒီပတ်ဆိုင်ရောလူတဲ့လူရှင်တွေကြတော့ပေါ့လေနော်ခုနှစ်ရက်သားသမီးအလူရှင်တွေကနေစုပေါင်းပြီးလူတဲ့လူငွေဟုတ်တာပေါ့လေနော် ကျေးဇူးတင်ပါတယ်အခုလိုလူပေးတဲ့မရှိတဲ့လူတွေလူပေးတဲ့အတွက်နောက်ဒီထက်မကလည်းလူနိုင်ပါစေလို့မရှိစင်ရဲသားတွေအခုလိုမျိုးလူပေးတဲ့အတွက်ကိုနေရသားသမီးတွေအားလုံးကိုလည်းကျန်းမာပါစေချမ်းသာပါစေလို့အမတို့ဆုတောင်းပါတယ်လို့ပါပေးတဲ့ဆုနဲ့ပြည့်ပါစေအခုနေဘက်မှာဆိုတော့ဗောလေနောက်ခုလမ်းကြောအခြေအနေလည်းပိတ်တာဆိုတော့ဗောလေနော်တိုက်ပွဲတွေလည်းဖြစ်တာဆိုတော့ဗောလေနော်အခုဒီဘက်မှာဆိုတိတဲ့အတိုင်းမှာပဲနော်ဒီမှာကစွန်းရက်တွေတောင်မှဗောလေနော်၄90တရာတောင်မှဗောလေနော်ခရမ်းသီးတွေရော ဝယ်စားမဲ့လူတော်မရှိဖြစ်နေတာပေါ့ဒီဘက်မှာဆိုအတီးရွဲ့ဟင်ဒီရွဲ့တွေဆိုဘာတန်ဖိုးမှမရှိတယ်လို့ဖြစ်တာပေါ့ပြင်ပနိုင်ငံကအာကုန်ပစ္စည်းတွေဒါမတဲ့ဈေးတွေမတရားမြင့်တက်နေတာဖြစ်ပေမဲ့ပေါ့တယ်နော်ဒီလိုမြန်မာပြည်မှာထက်ရှိတဲ့အတီးရွဲ့တွေဆိုဘာတန်ချိန်မှမရှိတာကြောင့်ပေါ့တောင်သူလေသမားတွေအဆက်ဆက်ရရပေါ့နော်အားလုံးခုလိုစင်ရဒုက္ခများစွာနဲ့ခုလိုကြုံတွေ့နေရတာခုလိုမြင်ရတာစိတ်ထဲမှာမကောင်းပါဘူးဒီနှောင်းတွေဆိုရင်ပေါ့ပေါ့နော်လေးငါးဆမကပေါ့တယ်နော်ခါတိုင်းစီတွေဆိုရင်ပေါ့တယ်နော်ဓာတ်စီတွေကအဆပေါ့တယ်နော်အရင်တော့ဆိုတကာလမှာ 5,000 6,000တော့ပဲရှိတာဆိုစီတကာလန်အောင်မ5,000 6,000 ठी ရှိနေရဆိုတော့အဆက်ဆက်အရာအလုံးခုလိုဒုက္ခရောက်နေတာမြင်တွေ့နေရတာပြည်သူတွေအခုလိုဒုက္ခရောက်နေတာမြင်တွေ့နေရတာတကယ်ထပ်တူထပ်မြောက်ဝမ်းနဲ့ခံစားကြည်ကွက်ရပါတယ်နော်အခုလိုအဆင်မပြေခက်ခဲနေတဲ့တဲ့အချိန်မှာအခုလိုကုညီလူတန်းပေးကြတဲ့ခုနှစ်တားသမီးအလူရှင်တွေအလုံးလည်းကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းပေးပါတယ်နော်အလုံးစိတ်ကျမ်းမာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လည်းအမြန်ဆုံးအေးချမ်းပါစေအမအမငယ်နဲ့နော်အဆင်ပြေပြန်လာခဲ့မယ်နော်လို့ view ဆိုင်ကြအောင်နော်ပြန်ပါတယ်လို့ပြောပေးပါလို့ဒီကြမကလည်းလူနိုင်ပါစေလို့ मारवा सुटाऊ में बारे